ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးပါကတော့ဒီ PPC pipe ပေါ့နော် PPC pipe နဲ့ဒီ Antwerpen ဒီ GEA motor လေးကိုအသုံးပြုပြီးတော့ကျွန်တော်ဒီ electric ပေါ့နော် layer 6 screw driver နော် screw ဖြုတ်တဲ့တက်တဲ့ကောင်းလေးပေါ့နော်ပြုလုပ်နည်းလေးကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားနေဆိုတော့ဆုံးနေလိုက်ပါ YouTube ပေးကြပါဗီဒီယိုတွေတိုင်းတည်အောင်ကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြတ်တရရက်ခံပါနော်တော်တော်လို့ရှိရင် season လေးကိုစလိုက်အောင်နော် ဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကဒီကျော်အခုလောက်ထားတယ်ဗောနော်စကူဒရိုင်ဘာလေးကိုသုံးပြီးတော့ကျော်ဒီမှာဒီဖြုတ်ဖြုတ်ပြရတယ်ဗောနော် ဖြုတ်ပြမယ်ပြီးရင်စကူလေးတွေကိုပြန်တက်ပြမယ်ဗောနော်ဒါလေးကိုကျော်ဆန်ပြနေရဖြစ်ပါတယ်ဒီကောင်ကဆိုလို့ရှိရင်တော့ဘယ်ရညာရနှစ်ဖက်စလုံးလုပ်လို့ရမယ်ဗောနော်မဆိုလို့ရှိရင်ဒါကပြန်ပြီးတော့ကြက်တာဗောနော်ခုနကတော့ကျွန်တော်ဖြုတ်ပြတာ ကီယာမော်တာဖြစ်တဲ့အတွက်ဒီကောင်ကအဲအရန်ကိုစတောင်းဖြစ်တယ်ပေါ့နော်အာတန်အာကောင်းနေမှာကျွန်တော်လက်နဲ့ဖမ်းလာတော့မှပဲဖမ်းလို့မရဘူးပေါ့နော် ဲ့တော့ရင်းဦးဆုံးအနေနဲ့ကျွန်တော်တို့ PVC pipe ကလေးလိုမယ်ပေါ့နော် pipe ကလေးလိုမယ်ပြီးသွားရင်တော့ဒီထိတ်နှစ်ဖက်ကိုပေါ့နော်နည်းနည်းညီသွားအောင်ကျွန်တော်တို့ cover လေးနဲ့လိုက်ပို့ပေးမယ်အဲ့ဒီ pipe လေးကိုတော့ကျွန်တော်ကြိုးထားတယ်ပေါ့နော်အဲ့ဒါပြီးသွားရင်တော့ဒီမှာကဒါကနှစ်ဆင့်ခလုတ်ကလေးပေါ့နော်ဒါကနှစ်ဆင့်ခလုတ်ကလေးအဲပထမဆင့်နဲ့ဒုတိယဆင့်ရဲ့နှစ်ဆင့်ရှိမယ်ပေါ့နော်။နောက်ပြီးတော့ရင်တော့ဒါက N20 Kia Motor လေးပေါ့နော်။ဒါ Kia Motor လေး အမှဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာအပေါင်းကျိုးနဲ့အနှုတ်ကျိုးနဲ့ကိုတတ်ထားတယ်ပေါ့နော်ဒါကတော့ TB 4056ဒီလီဒီယမ်ဘက်ထရီအာသင်ခြားခြားစာကက်လေးပေါ့နော်အာသင်အာသင်လို့ရတဲ့စာကက်လေးပဲဖြစ်ပါတယ်ကောင်းတော့ကျော်ဒီမှာ Android ကျိုးနဲ့ပဲတုံထားတယ်တိုက်စီရှိရင်တိုက်စီနဲ့တုံလို့ရတယ်ပေါ့နော်အဲပြီးသွားရင်တော့ဒီမှာ3.7ပို့ပေါ့နော် DDR ဘက်ထရီတစ်လုံးလိုအပ်မယ်အဲပြီးသွားရင်ဒီမှာပေါ့နော် PVC pipe အထဲတဲကိုကျွန်တော်ထည့်มาဖြစ်တဲ့အတွက်အထဲတဲအတွက်အဝိုင်းလေးတွေကိုကြိုတင်ပြီးတော့ဝိုင်းထားတယ်ပြီးသွားရင်ဒီမှာအာသွင်းခေါင်းလေးဝင်မဲ့အပေါက်ကလေးရဲ့ပြီးရင်အာသွင်း MIDI လေးပေါ့နော် indicator MIDI လေးလင်းနေမဲ့နေရာလေးရောက်ကျော်အပေါက်ကလေးဖောက်ထားတယ်ပေါ့နော်အပြီးသွားရင်တော့ဒါက N20 ဒီ gear motor လေးဝင်ဖို့အတွက်အထိုင်လေးပေါ့နော် အဲ့တော့ဒီကောင်လေးကိုကျွန်တော်အရင်ဆုံးဒီမှာဒီ file root call လေးနဲ့ပေါ့နော်ဒီ n20 gear motor လေးတက်ဖို့အတွက်ကို file root call လေးနဲ့တက်လိုက်မယ်ပြီးသွားရင်တော့ကျွန်တော်အပြင်ကနေစကူလေးတွေနဲ့ဆွဲမယ်ပေါ့နော် marker လေးမှတ်ပြီးတော့ဒီကောင်ကိုဒီတိုင်းပဲ call နဲ့ကတ်ထားမယ်ဆိုရင်တော့ပြန်ပြီးတော့ခဏလေးပြုတ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့အပြင်ကနေဒီ gear motor လေးရဲ့ဒီအပြင်ဘက်ကနေစကူလေးတွေနဲ့လှမ်းပြီးတော့ဆွဲထားရင်တော့ပို့ပြီးတော့ခိုင်မြဲမယ်ပေါ့နော် ထားပြီးသားပြီဆိုရင်တော့ဒီမှာ TP 456 module ပေါ့နော်ဒီအသင်းကတ်ကလေးကို ကျွန်တော်ဒီမှာအထိုင်လေးခြာပြီးတော့ကော်လေးနဲ့တခါလေးကတ်မယ်ပေါ့နော်မအောက်ပိုင်းလေးကိုပါကျွန်တော်ဒီပိုက်ကော်လေးနဲ့ပေါ့နော်ပိုပြီးထူထူလေးဖြစ်သွားအောင်ကတ်ထားတယ်ပြီးရင်ဒီခေါင်းလေးအသင်းခေါင်းလေးရဲ့အပေါ်လေးမှလည်းကျွန်တော်ဒီခုထားတယ်ပေါ့နော်တခုအဲ့ဒါမှကျွန်တော်ဒီခေါင်းလေးကအပေါ်မှာပြီးတော့လမ်းမတက်သွားမှာပေါ့နော် ထိုးလိုက်တဲ့အခါမှာဆိုလို့ရှိရင်အပီးသားပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ battery b- နဲ့ b+ ဆိုတာလေးပါတယ်ပေါ့နော်အဲ့နေရာလေးကိုကျွန်တော်တို့ဒီ battery နဲ့တခါလဲ join မယ်ပေါ့နော်ဒီ b+ နေရာမှာကတော့ battery ရဲ့အပေါင်းကိုထားမယ် b- နဲ့နေရာမှာကတော့ battery ရဲ့အနှုတ်ကိုတက်မယ်ပေါ့နော် မှာပေါ့နော်အာသင်ကောင်းလေးရဲ့အပေါ်လေးမှဆိုရင်လည်းခူထားတယ်ပေါ့နော်အပီးသားပြီးဆိုရင်တော့ဝိုင်ယာနဲ့စထုတ်မယ်ပေါ့နော်အဲဒါကကျွန်တော်တို့မော်တာကိုသွားမယ်ကောင်းပေါ့နော်အဲအဲ့တော့ဒီမှာဆိုလို့ရှိရင်သူက အောက်မိုင်းနဲ့အောက်အပလက်ဆိုပြီးပါတယ်ဗောနော်ကျွန်တော်တို့ဒီမှာပဲ B မိုင်းနဲ့ B ဘလက်မှာပဲတက်မယ်ဆိုလဲရတယ်တချို့ကတ်တွေကအဲတခါလေးမှာကြောင်တက်တယ်ဗောနော်ကြောင်နေတဲ့ကတ်တွေဆိုလို့ရှိရင်ဒီအောက်ဘက်ကိုမသွားတော့ဘဲနဲ့ဘက်ထရီမှာနေမဲ့တိုင်ရအောင်နေတတ်တယ်ဗောနော်အဲ့တော့ B နဲ့တက်မယ်ဆိုလို့ရှိရင်အရှင်ပြေပါတယ် နော်ဒီ output miner နဲ့ output black ကိုဖယ်ပြီးတော့ b miner နဲ့ b black ကိုပဲတက်ပြီးတော့ကြိုးထုတ်သွားမယ်ဆိုလဲထုတ်လို့ရတယ်ဗောနော်ကျွန်တော်ကဒီမှာ output miner နဲ့ output black ကနေထုတ်သွားမယ်အပြီးကြရင်တော့ဒီကောင်လေးကိုကျွန်တော်နောက်ကိုပေါ့နော်ဒီဘက်ဟိုဘက်ကောင်ကိုသွားဖို့အတွက်ကိုကျွန်တော်ဒီမှာကြိုးလေးတွေထုတ်လိုက်မယ်ပေါ့နော် ကျော်ဒီဂျိုးလေးကတော့ရှင်နေဖို့လိုအပ်ပါတယ်ဒါမှလည်းဟိုဘက်ကမှီမှာပေါ့နော်လိုသလိုဆွဲလို့တိုးလို့ရမှာဖြစ်ပါတယ်အပီးသွားပြီဆိုရင်တော့ဒီမှာကကြော်တပယ်တိတ်ကိုတုံထားတယ်ပေါ့နော်တပယ်တိတ်ကလေးနဲ့ကျွန်တော်တို့ဘက်ထရီကိုကန်လိုက်မယ်ကပီးသွားပြီဆိုရင်တော့ဘက်ထရီကိုအတဲတဲကိုတစ်ခါတည်းထည့်လိုက်မယ်ပေါ့နော် ါဆိုလို့ရှိရင်နည်းနည်းလေးခုနေသေးတာဖြစ်တဲ့အတွက်ဘက်ထရီကိုဟိုဘက်ကလေးကိုနည်းနည်းလေးတွန်းပေးဖို့လိုတယ်ပေါ့နော်တွန်းပြီးတော့ဒီမှာဒီကောင်လေးကိုမခေါအောင်လို့ကျွန်တော်ထည့်ပေးရပါမယ်ဖြစ်ပါလေ အဲ့တော့ဒီမှာဘယ်ဒီလေးကိုဟိုထဲထဲကိုနည်းနည်းလေးတွန်းပြီးပြီဆိုတော့လည်းဒီမှာဒီအသင်းဘူးလေးကိုတခါတမ်းပြီးရွှေရုံပေါ့နော်ဆိုပြီးပြီဆိုတော့လည်းဒီကောင်လေးကိုကျော်တို့ဒီမှာ5 glue core လေးနဲ့ပေါ့နော် super glue ရှိလဲ super glue core လေးနဲ့လိုက်ပြီးတော့တုပ်ယုံမယ်ပေါ့နော် တောက်ပြီးပြီဆိုရင်လည်းဒီမှာခုနကတော့ကျွန်တော်ထုတ်ခဲ့တဲ့ဒီဘက်ထရီနှစ်ချောင်းပေါ့နော်ဒီနှစ်ချောင်းကိုကျွန်တော်ဒီဘက်ကနေအပေါက်ထဲကနေဆွဲထုတ်လိုက်မယ်ပေါ့နော်အပေါ်လေးကိုဆွဲထုတ်ပြီးသားပြီဆိုရင်မှဒီမှာဆိုလို့ရှိရင်ဒီနှစ်ဆင့်ခလောက်ကလေးရှိတယ်ပေါ့နှစ်ဆင့်ခလောက်ကဒီဂျိုးလေးတွေကိုတက်ပေးရမယ်ပေါ့နော်ဒီမှာကျွန်တော်ဒီဒီအဲ for the rubber ကိုကျွန်တော်တို့ခွဲပြီးတော့တက်တက်လို့ရမှာဖြစ်ပါတယ်။ဒါဆိုပြီးရင်တော့ဒီမှာဒီဘက်ကနေပေါ့နော်ဒီကနေခလုတ်ကလေးကိုအဲတချောင်းကိုဝါယာဆွဲမယ်ဆွဲပြီးရရင်ဟိုဘက်ကဝါယာကိုတွားပြီးတော့ကြော်ဆွဲမယ်ပေါ့နော်။ဒါမှနှစ်စင်းတုံးပြလို့ရအောင်လို့ပါ မှာပါနော်ကျွန်တော်အခုပြထားတဲ့အတိုင်းလေး wire ဆွဲပေးရမှာဖြစ်ပါတယ် ်သွားပါเนาะဒီလိုပုံစံလေးပဲဖြစ်ပါတယ်။အပြီးသွားရင်เนาะကျွန်တော်ကဘက်ထရီကနေလာမဲ့နှစ်ချောင်းကိုကျွန်တော်ဖြတ်လိုက်မယ်။ ဖက်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုကောက်ခဲလေးတို့ပေးရမယ်ဘောနော်တို့ပြီးပြီဆိုရင်ကျွန်တော်ခုနကတော့ခလုတ်မှာပေါ့နော်ဒီဘက်ကနှချောင်းကိုလာပြီးတော့ဆက်မယ် ဘက်ချောင်းကလေးကိုတော့ကျွန်တော်တို့ဘယ်ဘက်ချောင်းလေးကိုပေါ့နော်ဒီကောင်လေးကိုတော့ကြော်ထုတ်ဒီမှာဒီအနှုတ်ကလေးတတ်တယ်ဒီဘက်ကချောင်းလေးကိုတော့အပေါင်းလေးတတ်မယ်ပေါ့နော်မအဖြူချောင်းလေးရတော့ကျွန်တော်အပေါင်းလေးပဲတက်တက်တာပဲဖြစ်ပါတယ် ။အပြီးလာပြီဆိုရင်တော့ကျွန်တော်တို့ဒီ Android model လေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တက်မယ်။ဒီမှာဆိုလို့ရှိရင်လည်းအပေါင်းနဲ့အနှုတ်နဲ့ပါမယ်ပေါ့နော်။ကျွန်တော်အနှုတ်ကတော့ခုနကတော့အနှုတ်ထားတဲ့ကျွန်တော်အလဲအလဲချောင်းလေးမှာတက်ပေးမယ်။အလဲမနှချောင်းကြံနေသေးတယ်ပေါ့နော်အဲ့နှချောင်းကအဲဒီအနှုတ်တက်ခဲ့တဲ့ line တက်တဲ့မှာပဲအနှုတ်ကိုထားမယ်အပေါင်းတက်တဲ့တက်ခဲ့တဲ့ခြံမှာအပေါင်းကိုထားပေးမယ်ပေါ့နော်ဘက်တရီဘက်ကို အဲ့တော့ဒီမှာဒီဘက်ကိုအပေါင်းလေးတက်ပေးမယ်ပေါ့နော်အဲ့ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ motor လေးရဲ့အထိုင်လေးကိုတခါလဲကျွန်တော်တို့ဒီဘက်မှာဒီ core လေးနဲ့တုပ်လိုက်မယ်ပေါ့နော် ။အဲပြီးတော့ရင်နော်ဒီမှာခလုတ်ကလေးကိုကျွန်တော်တို့အထဲထဲကိုထည့်လိုက်မယ်ပေါ့နော်။ထည့်ပြီးရင်နော်သူ့ကိုလည်းကော်လေးနဲ့ပဲတုပ်ထားလိုက်မယ်။တကယ်လို့စကူလေးတွေနဲ့ဆွဲမယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်။ တ်ပြီးရင်တော့ဒီမှာဒီလိုဒီ wire connector လေးတွေပေါ့နော်ရှိတယ်ကျွန်တော်တို့ဆိုင်မှာမေးဝယ်လို့ရပါတယ်အကောင့်လေးကိုကျွန်တော်တို့ဒီမှာဖြုတ်လိုက်မယ်ဖြုတ်ပြီးဆိုလို့ရှိရင်တော့ဒီကောင်းလေးကိုတက်မယ်ပေါ့နော်ဒီမှာနော်အရင်ဆုံးမတက်ခင်ဒီမှာကျွန်တော်တို့နှက်ကလေးနှလုံးကိုဆွဲထားတယ်ပေါ့နော်ဒီမှာဒီကောင်းလေးကိုဒီ N20 motor ရဲ့ထိတ်ကလေးမှာဆိုလို့ရှိရင်ဒီစကူလေးဆွဲဖို့အပေါက်နှစ်ပေါက်ပါတယ်ဗောနော်အဲကောင်လေးနဲ့တခါတည်း join ပြီးတော့ဆွဲလိုက်တယ် ါတော့ဒီမှာဆိုလို့ရှိရင်အရင်ဦးဆုံးအနေနဲ့ဒီမှာဗောနော်ဒီမှာဒီဒီကောင်လေးကိုမတက်ခင်ဗောနော်ဒီစကူဒရိုင်ဘာလေးဗောနော်ဒါလေးကတော့ဒီမှာအသေးလေးဗောနော်ဒီအသေးလေးကိုပဲကျော်ခေါင်းလေးကိုဖြုတ်ပြီးတော့ဒီကောင်လေးကိုဒီစကူဆွဲမဲ့ဘတ်ချမ်းလေးကိုကျော်ကော်ဘတ်လေးနဲ့ပုတ်ထားတာပဲဖြစ်ပါတယ်ဒါမှ line ရာလေးထင်နေအောင်လို့ဗောနော်အဲ့တော့ဒီမှာဒီကောင်လေးကိုစကူလေးတွေလိုက်ဆွဲလိုက်မယ်တင်းတင်းလေးဗောနော် အပိဒိုင်နော်ဒီကောင်လေးကိုလည်းအောက်ကကောင်လေးကိုလည်းစကူတင်းနေလေးချက်လိုက်မယ်ဗောနော်ဒါဆိုလို့ရှိရင်ခေါင်းမလို့တော့ဘူးဗောနော် တကယ်လို့ဒီဒီကောင်လေးနဲ့ Android model လေးနဲ့ထိမှတက်ဖို့အတွက်ခေါင်းလေးပါလိရှိရဆိုလို့ရှိရင်လည်းသုံးပြလို့ရရပေါ့နော်ဒီနီလန်လေးအတိုင်းသုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်မဟုတ်နော်ဒါကတော့ညာဘက်ကိုလဲနေတယ်ဒီမှာဒါကဘယ်ဘက်ကိုပြန်ပြီးတော့ rubber လဲနေပေါ့နော်ဒုတိယအဆင့်မှာညာဘက်တတိယအဆင့်မှာကဘယ်ဘက်ပေါ့နော်ဒါကတော့ကျွန်တော်ဒီမှာအလွတ်ဆန်းပြတာပေါ့နော် အပြီးဆုံးရင်တော့ဒီမှာဒီကောင်လေးကိုဒီအာသွင်းကောင်လေးပေါ့နော်ဒီမှာအပေါက်ကလေးရှိတယ်ဒီအပေါက်ကလေးကိုကျွန်တော်တို့ဒီမှာဒီပေါ်ကော်လေးနဲ့ပေါ့နော်ကော်ကန်းလေးနဲ့ဒီမှာပိတ်ထားတယ်ကလေးမပိတ်ထားလိုက်ရတယ်ဘောနော်ကျော်ကော်ကန်လေးနဲ့ပိတ်ထားတယ်ပိတ်ပြီးသားပြီဆိုဒီမှာအာသွင်းကြည့်လိုက်မယ်ဘောနော်ဒီမှာအင်ဒီကေတာမီဒီအပြားလေးလင်းနေဘောနော်ဒါကတော့ကျော်တို့ဘက်ထရီအာပြည့်နေတာကိုပြတာဘောနော်အာပြည့်နေတဲ့ဘက်ထရီဖြစ်တဲ့အတွက်ဒီမီဒီလေးလင်းနေတာပဲဖြစ်ပါတယ် နော်ပြန်ဖြုတ်လိုက်ပြီဆိုလို့ရှိရင်မိအပြာလေးမလင်းတော့ဘူးเนาะတကယ်လို့အာသွင်းနေတဲ့အချိန်မှာမိဘယ်ဒီအာမရှိသေးဘူးဆိုတော့အနီရောင်လေးလင်းနေမှာပေါ့เนาะတော်တော်လေးရှင်တော့စပြီးတော့တုံးပြလို့ရပြီပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကြော်ကော်ခန်းလေးကိုကြော်ကော်ခန်းမှာပါတဲ့စကူလေးတွေကိုကြော်ဆွဲပြီးတော့ဖြုတ်ကြည့်မယ်ပေါ့เนาะဒါဆိုလို့ရှိရင်ဖြောင်းပြန်လှည့်ပြီးတော့ကြော်ဖြုတ်နေတာဖြစ်တယ် ဆိုတာနော် AC ဖြုတ်လို့ရတယ်အဲ့ဒါကအတွင်းထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်တရီလေးကအကြာကြီးသုံးလို့ရတယ်ဗောနော်ဒီမော်တာလေးကတေးလေးဖြစ်တဲ့အတွက်အားလည်းအလောက်ကြီးမစားပါဘူး မဟုတ်တော့ဒါကတော့ဖြုတ်နေတာဟုတ်ပြတာအဲ့တော့ကျွန်တော်နောက်တစ်ဆင့်တက်ပြီးတော့ဒီပြန်ပြီးတော့အဲကြက်ကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကြက်နေပြီဒါဆိုလို့ရှိရင်ဒီကောင်လေးကတော်တော်လေးကိုအားကောင်းတယ်ပေါ့နော် ကျွန်တော်ကြည့်ရှုအပ်ပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။အဲ့တော့နောက်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့送တေးကြပါမယ်။ Bye bye ။